စမှုထမ်းဖို့အတွက်ငွေကြေးကောက်ခိုက်တာတရားဝင်လာလို့စစ်တပ်ကမေးခွန်းထုတ်ခဲ့တဲ့မေထီလာမျိုးကအငင်းစားတက်ချက်ကြီးဇော်ယူထွန်းကိုစစ်ကောင်စီကဖမ်းဆီးလိုက်ပါတယ်။တပ်မျိုးလိုလူသိများတဲ့မေထီလာမျိုးကရက်ွက်နဲ့ချေရွာတွေမှာစစ်မှုမထမ်းရရေးအတွက်လူအစားထိုးဖို့တအိမ်ကိုချက်ငွေ၄000ကနေ9000ကောက်ခံနေရကိုစင်ရင်စရာနဲ့တွက်ချက်ပြခဲ့တဲ့အတွက်စစ်ကောင်စီကဖမ်းဆီးခဲ့တယ်လို့မြို့ကန်တယောက်ကပြောပါတယ်။တအိမ်ငွေချက်၄000ကောက်မယ်။တရားမှာအင်ဂျီတရားရှိရင်သိန်း၄၀ရမယ်။ မေထီလာမှာရွာပေါင်း389ရွာရှိတယ်ဘလောက်ရမလဲဒီကိစ္စမှာဘယ်အဆင့်တွေပါနေလဲမသိဘူးဖော်ထုတ်ရမှာလားဆိုပြီးတင်တာနောက်ရက်သူ့အိမ်မှာပဲလာဖမ်းသွားတယ်လို့သိရပါတယ်စက်ကောင်စီကမေလ15ရက်နေ့လယ်တနာရီခွဲကအငိမ့်သောတက်ကြစီဇော်ယူထုံးကိုမေထီလာမျိုးနဲ့ရမျိုးအောင်ရက်ကွက်ကသူနေထိုင်တဲ့အိမ်မှာဖမ်းဆီးခဲ့တယ်လို့မေလ16ရက်နေ့ကထုတ်ပြန်ထားပါတယ်ဒီကိစ္စကိုမေထီလာတက်နဲ့ မြို့အခြေစားခမရ113ကလုံနေရာကိုသိနေရာကြောင့်ထပ်မံတင်ပြဖို့လုပ်တဲ့အချိန်မှာငေးစားတက်ချက်ကြီးစော်ယူထုံးကိုစစ်တပ်ကဖမ်းဆီးခဲ့တယ်လို့အုတ်ချုပ်ရင်းနဲ့နှိစက်သူတယောက်ကပြောပါတယ်။ပြီးခဲ့တဲ့လကခမရ113တင်းနှန်းကျောင်းကစစ်မှုရန်တပ်သားတက်တွေထွက်ပြေးတယ် ဇော်ယူထွန်းတို့ပြည်သူစစ်အဖွဲ့ကဖမ်းမိတယ်။စစ်စေးတော့ထွက်ပြေးလာတဲ့တင်းနန်းသားကခမရ133တက်ကတယောက်ကို380ယူပြီးကားနဲ့လိုက်ပို့တယ်လို့ဖြေပါတယ်။အဲ့ဒီကိစ္စကိုအထက်ကိုတင်ပြမယ်လို့လို့လဲအဲ့ဒီကလေးကတက်နေကအညှို့ထားတာ။အခုဖမ်းတော့အကြောင်းပြချက်ကစစ်မှုထမ်းကိစ္စဒီဘရင်ကိစ္စတွေမှာလိုင်းပေါ်တက်ရေးမှာဆိုလိုပါဆိုပြီးပြောလာပါတယ်။ဖက်စီခံရသူ အငိမ့်စားတက်ကြကြီးဆော်ယူထွန်းမှာ2010ပြည့်နှစ်ကလေတက်ကနေအုတ်ခွဲတက်ကြကြီးအစနဲ့အငိမ့်စားယူခဲ့ပြီး2011ကနေ2025အထိပြုလုပ်ခဲ့တဲ့တက်ထောက်ခံပွဲတွေမှာပါဝင်ခဲ့သူဖြစ်တယ်လို့လက်တော်မှာမိထီလာမျိုးပြည်သူ့စစ်အဖွဲ့ဝင်တယောက်လည်းဖြစ်ပါတယ်စစ်ကောင်းလောင်က2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့ကလူတိုင်းမဖြစ်မနေစစ်မှုထမ်းရမယ့်ဥတွေကိုစတင်ကျင်းသုံးခဲ့ပြီးတဲ့နောက်ပြည်내နဲ့တိုင်းဒေသရှိမြို့အရီမှာစစ်တပ်ကပေါ်တာဆွဲပြီး ငွေကြေးနဲ့ပြန်ရောင်းတာတွေအုတ်ချုပ်ရေးအဖွဲ့တွေကလည်းလူစားထိုးဖို့အတွက်ငွေကြေးကောက်ခံနေရဒီကနေ့အထိပဲဖြစ်ပါတယ်နံပါတ်7စကောက်စီရဲ့အချမ်းပတ်လောက်ရတွေအញ្ញံဆုံးချက်တန့်ပေးဖို့စကိုင်းတိုင်းဒီဘေးရင်မြို့နယ်ဥရင်ရင်ကျေးရလေချောင်းတက်ဖက်ခံရမှုမှာမိသားစုဝင်တွေဆုံးရှုံးခဲ့တဲ့သူတွေကတိုက်တွန်းလိုက်ပါပဲ မေလဆနေရကစစ်ကောင်စီရဲ့လေတဲ့ဘုံကျဲတက်ခိုက်မှုကြောင့်ဩရန်ဒီယံကចောင်းသားចောင်းသူကလေးငယ်တွေနဲ့ဆရာဆရာမတွေအပါအဝင်ပြည်သူ24ယောက်သေဆုံးခဲ့ပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တာပါအစာထိုးမရတဲ့ဆုံးရှုံးမှုကိုမိဘတွေကြုံတွေ့ခဲ့ရပြီးစစ်ကောင်စီကအကြမ်းဖက်လို့ရက်တွေအများဆုံးရပ်တန့်ဖို့လိုအပ်နေပြီလို့ကွယ်လွန်သူတွေရဲ့မိသားစုအတိုင်းအဝန်းကပြောပါရယ်ကွယ်လွန်သူចောင်းဆရာမတယောက်ရဲ့ဖခင်ကတမိရဲ့ဆုံးရှုံးမှုကအစာထိုးမရတဲ့အတွက်မမေ့တော့ပါဘူးဝိညာဉ်ချုပ်သည့်အထိမမေ့နိုင်တော့ပါဘူး ဒါကိုမနေ့စ조사ပြီးတော့ဖြည့်ဖြောက်ယူရမှာလို့ပြောလာပါတယ်ဒီလိုအကျန့်ဖက်လုပ်ငန်းတွေကိုယနေ့ကစပြီးတော့ရပ်တန့်ကြပါညင်သာသောနည်းနဲ့ပဲဖြည့်ရှင်းပေးကြပါပြည်သူပြည်သားတွေကတော့ဒုက္ခတွေပင်လယ်ဝင်နေကြပြီလို့ပြောချင်ပါတယ်လို့ပြောလာပါတယ်စစ်ကောင်စီကမြန်မာနိုင်ငံအလဲပိုင်းစကိုင်းမခွေမန္တလေးစတဲ့ဒေသတွေမှာရပ်သားတွေကိုပြစ်မှတ်ထားပြီးရွေကျက်ရှိရှိတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီလေတပ်လေယာဉ်မောင်းသူတွေအနေနဲ့ဒီဖြစ်စဉ်တွေအတွက်အပြည့်အဝတာဝန်ယူဖို့လိုအပ်နေတယ်လို့ပြောလာပါတယ် အကိုဖြစ်သူဆွန့်ရှုံခဲ့တဲ့ចောင်းသားတယောက်ကចောင်းတဲ့ဆောင်းမင်းမှာကလေးတွေတွတ်ရှာတယ်။အဲ့ဒီမှာចောင်းသူတယောက်ကျောင်းမသေးသေးဘူးဆိုပြီးပြောနေတာ။အပေါ်ကတပြားကကောက်ပေါ်ချပြီးအဲ့ဒီနားမှာပွေချင်းပြီးတည်သွားတယ်လည်းရှိတယ်။ဒီတိုင်းကလေးတွေလက်ပြတ်နေရတယ်လည်းရှိတယ်။ဘယ်လိုပြောရမလဲ။ကျွန်တော်ကိုယ်လည်းသေဆုံးတာဆိုတော့ဘယ်လိုမှမချင်တဲ့ဟုတ်ပေါ့ဗျာ။ကျွန်တော်လည်းမခံစားနိုင်ဘူး။ကျွန်တော်တကယ်ချင်းတွေလည်းအဲ့လိုပဲကြာဆုံးသွားတယ်ဆိုပြီးပြောလာတာပါ။ဟိုတိုင်းကစာတင်ကြောင်းပုံချက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရတဲ့ကျောင်းသူကျောင်းသားတွေကိုဆေးဝါးကုသမှုပေးရမှာဆရာဝန်နဲ့ဆေးဝါးလိုအပ်ချက်အများကြီးရှိခဲ့ပါတယ်။အသက်မသေးသေးပဲဒဏ်ရာရရှိသူတရားနှစ်ယောက်ရှိခဲ့ပြီးအဲ့ဒီထဲမှာခြေလက်အင်ကာဖြတ်တောက်ပြေးလိုက်ရတဲ့သူတွေလည်းပါဝင်တယ်လို့သိရပါတယ်။ဒဏ်ရာရသူတွေကိုခွဲစိတ်ကုသဖို့အတွက်ဆေးရုံစေကံကောင်းကောင်းမရှိတာဆရာဝန်မလွန်လောက်တာနဲ့ဆေးဝါးမရှိရတဲ့ကြောင့်ဒေသခံပြည်သူတွေအခက်ကြုံနေရပါတယ်။နေပါစနဲ့ ကရင်ပြည်နယ်ဖခင်လှိုင်းဝဲမြို့နယ်ပိုင်ကြုံမြို့အနီးစက်ကောင်စီတဆွဲထားတဲ့မော်ဖော့ကီစကန်ကိုကရင်မျိုးသားကရင်မျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တက်နဲ့ပူးပေါင်းတော်လှန်ရေးတပ်တွေကမေလ16ရက်နေ့ညမှာတက်ခိုက်သိမ်းပိုက်လိုက်ပြီးဒေသခံ200ကျော်လောက်ထိုင်းဘက်ကိုစစ်ဆောင်ပြေးနေရလို့ထိုင်းတရင်ရင်းမြစ်တွေကသိရပါတယ်မြန်မာထိုင်းနယ်စပ်တောင်ရင်မြင်းနဲ့ဂိုက်200လောက်တာဝေးတဲ့မော်ဖော့ကီတက်စကန်ကိုမေလ16ရက်နေ့မွန်းလွဲ့တနာရီလောက်မှာ KNL လောက်ခံပူပေါင်းတပ်တွေက drone နဲ့စတင်တက်ခိုက်ပြီးညပိုင်းမှာပဲအချိန်နာရီပိုင်းအတွက်မှာပဲတိုင်ယူခဲ့ရလို့ပြောပါရယ်။ရှယ်ဒန်သတင်းရင်းမြစ်တွေကအဓိကကနေဆက်တွေကင်းစင်သွားပြီဆိုရင်အထက်မှာအင်းနဲ့အားနဲ့ပို့ပြီးလုံနိုင်ပြီ။နေဆက်မှာရှိနေသမျှနောက်ကျောမလုံတဲ့အနေအထားမျိုးတွေရှိတယ်လို့ပြောလာပါရယ်။နေဆက်တွေပြီးသွားရင်တော့အရှိကိုဆက်ဖို့အတွက်အားရင်ပို့ကောင်းလာမှာပေါ့။စုဖွဲ့မှုတွေပို့ကောင်းလာမှာပါ။ ဟုတ်ဖြစ်ရဒီဖြစ်ရနေဆိုတော့အလုံးလောက်ရတာထင်သလောက်ခီးမပေါက်တာတွေရှိရလို့ပြောလာပါတယ်။မော်ဖိုဂီတက်စကန်မှာစက်ကောင်စီတပ်ဖွဲ့ဝင်အင်အား30လောက်နဲ့ခြေချတက်ဆွဲနေတာ။တိုက်ပွဲတွင်ထိခိုက်သေဆုံးမှုနဲ့တိတ်ဆိတ်ရမိခဲ့တဲ့လက်နက်ခဲယံအသေးစိတ်ကိုတော့မသိရသေးပါဘူး။စက်ကောင်စီတပ်ကစကန်နေရနေလက်နက်ကြီးဖြစ်ခတ်မှုကြောင့်ရွာတွေမှာနေအိမ်မိလောင်မှုတွေဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲတွေကြောင့်ဒေသခံပြည်သူတွေရာနဲ့ချီထိုင်းနိုင်ငံဘက်ကိုစစ်ပီးတင်းရှောင်ခဲ့ရပါတယ်။ခရင်မျိုးသားအစည်းအရုံး KWO ဥက္ကဋ္ဌက အခုလောလောဆယ်တော့သူတို့ထွက်ပြေးနေရတဲ့အချိန်မှာအခက်ခဲများစွာနဲ့သူတို့ရင်ဆိုင်နေရတယ်။ဒါပေမဲ့သူတို့ထွက်ပြေးလာတော့ထိုင်းနယ်စပ်ဘက်ကိုဖျက်ချော်ဖို့ဟာသူတို့အတွက်အခက်ခဲရှိတော့တယ်။ထိုင်းတွေလည်းပိတ်ထားတာတွေရှိတယ်။အခုချိန်မှာတော့ဒီလိုတိုက်ပွဲတွေဖြစ်နေတော့ပြန်ဖို့ကလည်းမရေဘူး။အချိန်တွေကလည်းဆိုးနေတဲ့အချိန်ဖြစ်တယ်လို့ပြောလာပါရတယ်။ KNU တက်မဟာခွန်နှင်းမြေဆိုင်းခွဲမြို့နယ်ဒေါနာတောင်နဲ့အရှိချမ်းထိုင်းနယ်စပ်တခြားတပ်ဆွဲထားတဲ့စက်ကောင်စီတပ်စခန်းတွေရဲ့ တော်တော်များများကိုတိတ်ယူခဲ့ပြီလို့ KNL တက်ရီကပြောပါတယ်မြန်မာဘက်ကတိုက်ပွဲတွေကြောင့်ထိုင်းနိုင်ငံပိုင်နယ်မြေပေါ်လက်နက်ချီပြီးဝင်ရောက်လာတာနဲ့လက်နက်ကင်တပ်ဖွဲ့တွေထိုင်းနယ်ဘက်ကိုမကျူးကျော်လာရေးအတွက်ထိုင်းစစ်တပ်ကလုံခြုံရေးတင်းကျပ်စောင့်ကြည့်နေပါတယ်ထိုင်းနိုင်ငံဘက်ကယာယီဆက်ဆောင်ဝင်ရောက်လာတဲ့သူတွေကိုထိုင်းစစ်တပ်နဲ့ဌာနဆိုင်ရာတွေကလူသားချင်းစာနာမှုနဲ့ကျမကြီးဆစ်ဆေးပေးတာစေဝါနဲ့အစားအစာတွေကိုကူညီဆောက်ရှောက်ပေးနေပါတယ် ကိုင်းပြည်နယ်တော့ဖြူမြို့နယ်မစ်တတောင်ရှိစစ်ကောင်စီရဲ့ကာကက်စကန်ကို RK တပ်တော် AA ကမေလ20ရက်နေ့မှာတင်ပိုက်ရရှိခဲ့ပြီလို့စစ်ရေးသတင်းရေးမြစ်တွေကသိရပါတယ်။မင်းတတောင်စကန်ကိုဒီမနက်9နာရီခွဲမှာ AA တပ်ဖွဲ့တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရဖြစ်ပြီးမနက်9နာရီလောက်မှာပြီးသက်တင်ပိုက်ရရှိခဲ့တယ်လို့ပြောပါတယ်။ရခိုင်စစ်ရေးသတင်းရေးမြစ်တယောက်ကတော့ ဒီကနေ့ကျွန်တော်တို့ကြောက်ဖြူဘက်ချမ်းမှာအဓိကတောင်းကုန်းဖြစ်တဲ့မင်းတက်တာကာဂင်စခန်းကိုတင်ပတ်ရရှိခဲ့ပါပြီ။ခဏ9လိုက်ခွဲကနေထိုးစစ်စင်တာ9နာရီလောက်မှအပိတက်ရလိုက်ပါတယ်လို့ပြောလာပါတယ်။အဲ့ဒီမင်းတက်တောင်းကာဂင်စခန်းတိုက်ပွဲနဲ့ပတ်သက်ပြီးအေဘက်ကတော့တည်င်းထုတ်ပြန်ထားတာမရှိသေးပါဘူး။ကြောက်ဖြူမြို့နယ်မှာအေဘရန်နောက်ဆုံးအပတ်နဲ့မေပထမပတ်အတွင်းအမှတ်32ရက်တက်ရင်အနည်းနဲ့ဒညဝရီရေတက်စကန်အနည်းတွေမှာစစ်ကောင်စီတက်တဲ့အာရခတက်တော့အေအေတို့ချတိုက်ပွဲတွေပြင်းထန်စွာဖြစ်ခဲ့ပါတယ်။ရေကုန်တိုင်းကြော်တရမြို့နယ်ထဲမှာ အပြင်ထွက်တဲ့လူငယ်နှစ်ယောက်ကိုစစ်ကောင်စီကတနက်နေ့လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ပေမဲ့လွတ်မြောက်သွားရလို့မြင်မြင်တွေ့ရှိသူတွေကနေသိရပါတယ်။ကားနဲ့ကဲပက်တွေတဲ့စစ်သားတွေကတနက်နေ့ပစ်ခတ်ဖမ်းဆီးခဲ့ပေမဲ့ထွက်ပြေးလွတ်မြောက်သွားရလို့သိရပါတယ်။မြင်မြင်တွေ့ရသူတယောက်ကတော့ကျောက်တရားမြို့နယ်တည့်ရက်ွက်ဗိုလ်ချုပ်အောင်ဆန်း34လမ်းမှာကားပေါ်ကဆင်းပြီးတနက်နေ့လိုက်ပစ်တာကံကောင်းလို့လွတ်တော်တာလို့ပြောပါတယ်။လူငယ်ရေအနေနဲ့ခုကာလမှာပြင်မထွက်တဲ့တော့ချာကက်ပတာနဲ့အတူပဲစစ်ကြောင်းထိုးနေတယ်လို့ဖြစ်ပြီးမတင်ကာလာနဲ့အမင်းမင်းမရှိကားပေါ်တင်သွားတယ်လို့သိရပါတယ်